ရုရှားကယူကရိန်းကိုပြင်းထန်တဲ့ဒရုန်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တဲ့အတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားသမ္မတပူတင်ကိုယူသွင်းနေသူဖြစ်ကြောင်းပြောကြားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အိပ်ပျော်နေသောယူကရိန်းနိုင်ငံသားတွေဟာတုံးညာဆက်တိုက်ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နိုးခဲ့ရတာကြောင့်ထရန့်က True Social ပေါ်မှာအခုလိုမှတ်ချက်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ရုရှားဟာယူကရိန်းကိုညအချိန်မှာဒရုန်း355စင်းနဲ့ Cruise ဒုံးကြီး60စင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းလေတပ်ကပြောကြားခဲ့ပါတယ်။ပူတင်ကတခုခုတော့ဖြစ်နေပြီးသူကလုံးဝယူသွတ်သွားတာပဲလို့ Trump က True Social မှာရုရှားကယူကရိန်းကိုလေကြောင်းတိုက်ခတ်မှုဖြစ်စဉ်ကိုရည်ညွှန်းပြီးရေးသားခဲ့ပါတယ်။ သူကယူကရိန်းရဲ့အစိပ်ပိုင်းကိုလိုချင်တာမဟုတ်ဘဲတနိုင်ငံလုံးကိုလိုချင်တာပါလို့ကျွန်တော်အမြဲပြောလို့ရှိပါတယ်။ကျွန်တော်ပြောတဲ့စကားကမှန်ကောင်းမှန်နိုင်ပါတယ်။ဒါပေမဲ့သူကယူကရိန်းတနိုင်ငံလုံးကိုရအောင်လုပ်မယ်ဆိုရင်ဒါကရုရှားရဲ့ကြာဆုံးကမ်းစီဥတီသွားပါလိမ့်မယ်လို့ထရန့်ကပြောပါတယ်။ပူတင်ကိုမကြာခဏချီချူးပြောကြားခဲ့တဲ့ထရန့်ရဲ့အခုမှချက်စကားဟာပူတင်ကိုရှာရှာပပပစ်တင်ချိန်မှမှုဖြစ်ခဲ့ပါတယ်။အဲ့ဒီပြင်ထရန့်ကယူကရိန်းသမ္မတဇာလန်စကီကိုလည်းဝေဖန်ခဲ့ပါတယ်။ဇာလန်စကီအနေနဲ့စကားတွေလျှောက်ပြောနေတာဟာယူကရိန်းနိုင်ငံကိုဒုက္ခရောက်အောင်လုပ်နေတာဖြစ်တယ်လို့ထရန့်ကဝေဖန်ခဲ့ပါတယ်။ သူ့ရဲ့နှုတ်ကထွက်လာတဲ့စကားတိုင်းကပြဿနာတွေကိုဖြစ်စေတာပါကျွန်တော်မကြိုက်ဘူးမပြောဘဲနေတာပိုကောင်းပါလေလို့ထရန့်ကပြောကြခဲ့ပါတယ်